ကဲကျွန်တော်တို့ရဲ့နောက်ထပ်ဇာလန်တဘောကတော့ sorry အရေးဘရဖြစ်ပါတယ်အစ္စလမ်ဘာသာရဲ့အမြင့်မြတ်ဆုံးဘုရားပူခီးစဉ်ဖြစ်တဲ့ဟတ်စ်ပွဲတော်ကိုလက်ခံကျင်းပလဲရှိပါတယ်ဒါကနေ့စဉ်ကျင်းပတဲ့ပွဲပါမက္ကာကိုမွတ်စလင်နှစ်သန်းနေပါရောက်ရှိလာပါတယ်ဒီနေ့ကမတူပါဘူးဘုရားပူတွေအများပြလာရောက်ကြပါတယ်ဆူတောင်းလမ်းလျှောက်ကြပြီးကဘာကိုလက်ပတ်ကြပါတယ်ကဘာက grand mosque ရဲ့ဘဟုရှိတန့်ရှင်းတဲ့အဆောက်အဦဖြစ်ပါတယ်ဘုရားပူတွေကိုချီးစွတ်ဆော့ဆော့တဲ့နေရာမှာလုံခြုံရေးအရာရှိများနဲ့ဘာသာရေးဆရာများသာမကပ်ပါဘူး အမေရိကန်ရဲ့ Patriot ဒုံးကျစ်စင်းတွေလည်းရှိခဲ့ပါတယ်။မှန်ပါတယ် Hasco လုံချုံအောင်လုပ်ဖို့ Saudi Arabia ကအမေရိကန်ဒုံးကျစ်စင်းတွေချထားပါတယ်။ဒီပုံတွေကိုကြည့်ပါ Saudi Arabia ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ပုံတွေဖြစ်ပါတယ်။ဒါပုံတွေကတော့ Patriot ဒုံးခွင်ဒုံးစနစ်ကတန့်ရှင်းသောမြို့တော်အလယ်မှာရထားပါတယ်။နောက်ပြီးဒုံးကျစ်တွေအကြောင်းမကသေးပါဘူး။ရဟကြီးများမြို့ပေါ်မှာပြန်တန်းနေတဲ့ပုံတွေလည်းရှိပါတယ်။စစ်သားတွေက ဆောက်ကြကြစ်စုခဲ့ကြပါတယ်တင်းတွေအရဒါဟာဖနောက်ဆုံးအချိန်တော့မဟုတ်ပါဘူးဆော်ရီအပြားကမကာကိုကာကွယ်ဖို့အတွက်ပက်ထရော့ဒုံခွင်းဒုံစနစ်ကိုလည်းချထားပါတယ်မေးစရာကဘာကြောင့်လဲဘလို့တက်ခတ်မှုမျိုးကိုကြောင်ရွတ်ခဲ့ကြတယ်လဲဘသူကိုစိုးရင်ခဲ့ကြတယ်လဲဒီလိုခံစစ်အနေထားကနေ့အတော်ကြာအောင်ပြန်သွားမယ်အကြောင်းရင်းတွေရှိလို့ကျွမ်းကျင်သူတွေကပြောပါတယ်2015ခုနှစ်မှာ ာရေဗျာကယမန်စစ်ပွဲမှာပါဝင်ခဲ့ပြီးတော့၎င်းတို့ကဟူတီတပုံတွေကိုတိုက်ခိုက်နေတဲ့ဆာနာမှာယမန်အစိုးရကိုထောက်ခံအားပေးခဲ့ကြပါတယ်။အဲ့ဒါက2015တုန်းကပါစစ်ပွဲကဆက်ဖြစ်နေတုန်းပါပဲ။ Sorry အာရေဗျာကပါဝင်နေဆက်ဖြစ်ပြီးဟူတီတွေကိုချေမှုန်းနိုင်ခြင်းမရှိသေးပါဘူး။တကယ်တော့ဟူတီတပုံတွေက Sorry မြို့တွေကိုနှစ်တွေကြာအောင်တိုက်ခိုက်ခဲ့ပါတယ်။ Sorry အာရေဗျာဇီကိုပက်ထုံးဒုံးကျည်တွေနဲ့ drone တွေကိုပြုတ်လုပ်ခဲ့ပါတယ်။အဲ့ဒီအထက်ကအများစုကကြားဖြတ်ခံခဲ့ရပါတယ်ဒါပေမဲ့တချို့က ကြောက်ခဲ့ပါတယ်အချို့ကမက်ကာကိုရည်ရွယ်ပြီးပြစ်တယ်လို့ဆိုပါတယ်2016ခုနှစ်မှာဒုံးကျည်ဒဇင်းကတန်ရှင်တော်မြို့တော်စီကိုပြန်တန်းသွားခဲ့ကြောင်းတင်းတွေကဆိုပါတယ်ဆော်ရီအာဗီကလေကြောင်းကနေဂျာဖြတ်ဟန်တာခဲ့တယ်လို့လည်းဆိုတယ်ဟူတီတွေကတော့မက်ကာကိုရည်ရွယ်ပြီးမပြစ်ဘူးလို့ပြောပါတယ်အဲ့ဒီနောက်2019ခုနှစ်မှာအလာတူတင်းတွေထွက်ပေါ်လာခဲ့ပါတယ်ဂျာတာမြို့အနီးမှာဒုံးကျည်တွေကို ကြဖြတ်တိုက်ခိုက်ခဲ့ပါတယ်ပြင်မာကတော့မက္ကာဖြစ်ကြောင်းဆော်ဒီအာရေဗျာကထပ်မံပြောဆိုခဲ့တယ်ဟူတီများကတော့ညှင်းဆိုခဲ့ပါတယ်မက္ကာကိုတိုက်ခတ်ဖို့ပဲဒုံးကမှမစူးစားခဲ့ဘူးလို့သူတို့ကပြောပါတယ်ဒါပေမဲ့ဆော်ဒီအာရေဗျာကမိသည့်အချွေလန်းကိုမှအလေးမပေးပါဘူးအဲဒါကြောင့်နောက်ထောင်ဆက်ကိုခုနကသူတို့ကဟတ်ဖျားဖူးကြီးစဉ်အတွင်းပက်ထရီယဒုံခွင်းဒုံစနစ်ကိုဖြန့်ကျက်ထားခဲ့ပါတယ်။ဒိုချန်နဲ့စပြီးတော့မှအနောက်အရှေ့ရဲ့လုံခြုံရေးအခြေအနေကပုံမှုဆိုးဝါးလာခဲ့ပါတယ်။ဂါဇာမှာစစ်ပွဲတွေဖြစ်ပွားနေတဲ့ အစ္စရေလကဂါဇာကမ်းရောကိုဘုံကျဲတယ်တချိန်တည်းမှာယေမန်နိုင်ငံဒုံးကျည်တွေနဲ့ပြစ်ခတ်ခဲ့တဲ့ရှိတယ်ဟူတီတွေကတော့အစ္စရေလကိုဒုံးကျည်တွေနဲ့ဒရုန်းတွေနဲ့ပြစ်မှတ်ထားတိုက်ခဲ့လက်ရှိပါတယ်ဒါတွေအားလုံးကြောင့်ရီယာဟာသူ့ရဲ့လုံခြုံရေးအစီအမံတွေကိုတိုးမြင့်ခဲ့ပါတယ်ဟတ်စကာအန်ဒီယပြည်ဝအတွက်အလွန်အရေးကြီးတဲ့နေရာတစ်ခုဖြစ်ပါတယ်မက္ကာမြို့မှာအစ္စလမ်များအတွက်တန့်ရှင်းသောမြို့မဟုတ်လားအစ္စလမ်ဘာသာဝင်တို့ရဲ့မွေးရမြင်မဟုတ်လားဆော်ဒီအာရေဗျအတွက် မက္ကာကတရဖူဂျနာတစ်ခုဖြစ်တယ်အဲ့ဒါက နိုင်ငံရဲ့ဘာသာရေးဆိုင်ရာအချက်အချာကြတဲ့နေရာဖြစ်တယ်။ဆော်ရီအေးပြားရဲ့ကိုချင်းတရားဆိုင်ရာအခွင့်အာဏာကရင်းအပေါ်မှာတိစောက်ထားပါတယ်။ဒါကြောင့်မက္ကာကိုတိုက်ခတ်မဲ့ချင်းချောင်းမှုကတော့ CJND ဖြစ်နေပါတယ်။ဒါကဆော်ရီအေးပြားကိုချင်းချောင်းမှုတစ်ခုဖြစ်နေပါတယ်။ဒါကြောင့်နိုင်ငံတော်ကအမေရိကန်စစ်အင်အားကိုမီကိုအားထားရပါတယ်။တကယ်တော့ဆော်ရီအေးပြားကအနောက်အာရှမှာပက်ထရိုဒုံးကျည်စနစ်ကိုဝယ်ယူတဲ့ဖတ်မောက်ဆုံးနိုင်ငံဖြစ်ပါတယ်။ သူတို့က1997ပင်လယ်ကွစ်စစ်ပွဲအတွင်းမှာသူတို့ရဲ့လေကြောင်းရန်ကာကွယ်ရေးကိုအားကောင်းစေဖို့အတွက်အဲ့ဒါတွေကိုအသုံးပြုခဲ့ပါတယ်။သူအချိန်ကနေစပြီးတော့စနစ်ကိုအစ်မြင့်တင်ခဲ့ပြီးတော့မှအချိန်ပေါင်းများစွာလည်းအသုံးပြုခဲ့ပါတယ်။2022ခုနှစ်မှာအမေရိကန်ကဆော်ဒီအာရေဘီယာကို Petrol ဒုံးကျည်အစင်း300ရောင်းချဖို့အတွက်အတည်ပြုခဲ့ပါတယ်။ဒါဟာဒေါ်လာ3ဘီလီယံကာကွယ်ရေးသဘောတူညီချက်ရဲ့တစိတ်တစ်ပိုင်းဖြစ်ပါတယ်။ Petrol စနစ်ကမြေပြင်ကနေဝေဟင်ပြည့်ဒုံးကျည်ကာကွယ်စနစ်ဖြစ်တယ်။ရန်သူဒုံးကျည်တွေကိုဝေဟင်မှာ ရှင်းနေစဉ်တွင်းမှာထောက်လန်းတယ်ခြေရခံတယ်ပြစ်ချဖို့အတွက်ပြုလုပ်ထားတာဖြစ်တယ်အဲဒါကြောင့်အဲ့ဒါတွေအားလုံးတော့မဟုတ်သေးပါဘူး harsh ကာလအတွင်းမှာဆော်ဒီအာရေဗျာက အခြားတော့လုံခြုံရေးပြင်ဆင်မှုတွေလည်းပြုလုပ်ခဲ့ပါတယ်လုံခြုံရေးအရာရှိတောင်းနဲ့ချီပြီးတော့ချထားပါတယ်စောက်ကြီးရေးဒုံးတွေလည်းပြန်တန်းခဲ့ပါတယ်အရေးပေါ်တုံးပြန်ရေးစနစ်တွေစင်တစ်ဖြစ်နေပါတယ်ဒုံးကြီးကာကွယ်စနစ်တွေနဲ့အတူလုံခြုံရေးအစီအမံများစွာကိုလည်းထက်သွင်းထားပါတယ် မက္ကာကိုဖျက်သွားတဲ့ဖျားပူးတွေဒီအရာအားလုံးတော့တတိပြုမိကြမှာမဟုတ်ပါဘူးဘာသာနိုင်ငံရေးကြောင်းမဟုတ်ပဲဘာသာရေးကြောင်းလာတာလာကြတာဖြစ်ပါတယ်ဒါပေမဲ့လုံခြုံရေးအစီအစဉ်တွေဟာအရေးကြီးတဲ့အရာတစ်ခုပြတ်တက်နေပါတယ်အသင့်ရှင်းဆုံးမြို့မှပင်လင်းယနေ့ကဘာကြီးရဲ့အန်ဒီယန်များရနေမလုံခြုံပါဘူးတန့်ရှင်းတဲ့နေရာတွေလည်းအကာအကွယ်လိုအပ်ပါတယ်ဆော်ဒီယာပြအတွက်ခရိုအကာအကွယ်ကိုအမေရိကန်ကပြုလုပ်ထားပါတယ်